နောက်တစ်ခုဘုရားတုတ်တန်အမတ္တဗုဒ္ဓကဘေးဆိုတာမြတ်စွာဘုရားလောကလူတွေကြုံတတ်တယ်တဲ့။မကြုံတတ်တော့ဆိုရင်မိဘကြီးတင်တာကြုံတတ်တယ်။ရေဘေးကြီးတင်တာကြုံတတ်တယ်။နောက်ပြီးတော့စစ်ဘေးကြီးကြုံတတ်တယ်တဲ့။ဘေးသုံးမျိုးဆိုပြီးတော့မြတ်စွာဘုရား။ဒါတခစ်တခါမှာမရှောင်မလွှဲနိုင်လောက်အောင်လူတွေမှာကြုံတယ် မြန်မာပြည်မှာလည်းပဲတစ်ချိန်တုန်းကကြုံခဲ့ပြီလေဘုန်းကြီးတို့လူ့ဘဝရောက်တဲ့အချိန်1940နှစ်မှာဒုတိယကမ္ဘာစစ်ကြီး ဖြစ်တယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးတဲ့အခါမြန်မာပြည်ကိုဂျပန်တွေဝင်လာဒါစစ်ဘေးစစ်တမ်းခံရတာပဲပေါ့အဲ့ဒီစစ်ဘေးစစ်တမ်းနဲ့တည်ဆုံးသွားတဲ့ပုံစံတွေအများကြီးပဲ မန္တလေးမြို့ကနန်းတော်ကြီးဆိုတာလေဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ဆုံးရှုံးသွားတာဒီဘောမင်းတို့စုဖျားလက်တို့နောက်ဆုံးလှူသွားတဲ့မြရောင်เจ้าကြီးဆိုတာလေအဲ့ဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ပျက်စီးသွားအများကြီးဆုံးရှုံးနစ်နာသွားတာဒါစစ်ဘေးစစ်ထံခံရတာပဲပေါ့နော်အဲ့တော့ဘေးဆိုတာရမယံခါတိလို့ကြုံရတတ်တာ ဒါရီကခုနပြောတယ်လူကံလို့ပြောလို့မရဘူးအကုန်ကံတော့ပါတာပေါ့တိတံကံလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့လူသား အလုံးခံရတတ်တာအဲ့ဒါမျိုးကြတော့တိတံကံလို့မပြောဘဲနဲ့ဝတ္တတိဝေသောဒေါသောတဲ့တန်တရာဝတ်ထဲမှာဖြစ်ရခြင်းအပြစ်ပဲဟာဒီလိုချုံးကုန်ပြီးတော့ပြောလိုက်တာနော်ဝဆင်းရလွတ်သွားရင်တော့ဒီလိုဒုက္ခတွေချုပ်မှာမဟုတ်ဘူး မိဘကြီးတင့်တယ်မိတွေလောင်တယ်။အိုးမန်လေးမျိုးဆိုခဏခဏအရင်တော့ကမိလောင်တာအလုံးကြုံနေကြတာဒီမိဘတင့်တယ်ဆို။ဒါလဲစက်เสียဘေးတခုဖြစ်စည်းမှုတွေကြီးကျယ်။နောက်တစ်ခါရေဘေးကြီးတင့်တယ်။ကဘာမှာလဲကြားနေရတာပဲဟိုနာရေလွန်းဒီနာရေလွန်းရေချောင်းပျက်စီးတာတွေဒါတွေရှိတာပဲဘေးတွေ။အော်စစ်ဘေးစစ်တံ ုံရတဲ့နိုင်ငံတွေဂျုံနေတာပဲအဲ့ဒါလို့ဂျုံပြီးတော့ဒီရမ္မယံခာအကန့်အသတ်နဲ့ဆိုတာလို့ရမ္မယံခာကျတော့အကတ်တဘောင်ကိုကြော်ပြီးတော့ကဘာစစ်လို့ခေါ်ရတဲ့အနေအထားမျိုးတွေရောက်လာတာပဲဟောအဲ့ဒါလို့ဂျုံရတာနေနဲ့ပတ်သက်တဲ့အခါမှာလူတွေကအဲ့ဒါလို့ဘေးမျိုးကိုဘယ်လိုပြောကြတော့ဆိုတော့ တာအမိမကန်နိုင်လောက်အောင်ကြီးမားတဲ့ဘေးကြီးတွေလို့သူတို့သတ်မှတ်ကြတယ်။မိဘေးကြီးကြုံတယ်၊ရေဘေးကြီးကြုံတယ်။အဲတချို့မိသားစုရေမိတဲ့ပါသွားတယ်၊ရေတဲ့ပါသွား။စစ်ဘေးစစ်တန်းထဲမှာတလို့တေဆုံးသွားကြတယ်။တားနဲ့အမိတကွဲတပြားဖြစ်ပြီးတော့တားကလည်းအမေကိုမကယ်နိုင်ဘူး၊အမေကလည်းပဲတားကိုမကယ်နိုင်ဘူး။အဲ့ဒီလိုဘေးမျိုးတွေကြုံတယ်လို့ မြတ်စွာဘုရားအဲ့ဒီတုတ်တံမှာတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကအဲ့ဒီလိုလောကမှာကြုံတွေ့ရတဲ့ဖေးတွေကိုအမတ္တပုဒ်တိကတားနဲ့အမိတဦးနဲ့တဦးအပြန်လန်မကူညီနိုင်တဲ့ဖေးလို့သတ်မှတ်တယ်။သို့တော့မြတ်စွာဘုရားကအဲ့ဒါတွေဟာကဲတင်ဖို့ဖြစ်နိုင်တဲ့အနေအထားတွေအများကြီးရှိပါတယ်တဲ့။တကယ်အမိနဲ့တား မကယ်နိုင်တဲ့ဘေးဆိုတာဒီဘေးကိုပြောတာမဟုတ်ဘူးတဲ့ဘုရားဆရာဘုရားကစရာဘေးဖြာဓိဘေးမရဏဘေးတဲ့အဲ့ဒါတော့လုံးဝကိုမကယ်နိုင်တာပဲတေးချာသို့သောပုရုဇဉ်တွေကတော့အိုးလာတာကိုဘေးလို့မထင်ဘူးနာတာကိုလည်းဘေးလို့မထင်ဘူးသေတာကိုလည်းဘေးလို့မထင်ဘူးပေါ့ရသော်ဘုရားကအဲ့ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဘေးကိုလားဘေးလို့ဒီလိုဟောတာအဲ့တောက်တယ်ကဲအခုကြည့်လိုက်မယ်ဆိုရင် ကัจจิ၃ပါးဆိုတာလောကကဘာလူသားတွေမှာယမယံခါကြုံတွေ့နိုင်တဲ့အခြေအနေဇောကြီးတွေဘေးဆိုးရန်ဇောကြီးတွေလို့သူတို့ပြောတာเนาะကဲဒါဖြင့်ဒီလိုဘေးဆိုးရန်ဇောကြီးတွေဟာဘသူကြောင့်လောကမှာဘေးအန္တရာယ်တွေပေါ်ရထားလဲလို့အဖြေရှာတဲ့အခါမြတ်စွာဘုရားကတုတ်တန်တစ်ခုမှဟောထားတယ် ဲမြတ်စွာဘုရားဟောထားတဲ့တုတ်တန်အရာဆိုလို့ရှိရင်ယာနိကာနိစီဘိခဝေဘယာနိဘာလာတော်ဥပ္ပစ္ဆန္တိနောပဏိတတော်တဲ့လောကမှာဖြစ်ပေါ်လာတဲ့ဘေးတွေမှန်သမျှဟာလူမိုက်တွေကြောင့်ဖြစ်တာတဲ့ဒီနေရာမှာလူမိုက်ဆိုတာလူโซကိုအခုခေတ်လူတွေကလူမိုက်လို့ခေါ်ကြတာတကယ်လူမိုက်ဆိုတဲ့အထက်မှာ လိမ်မာပြီးတော့မတိတတ်တဲ့လူလည်းလိမ်လူမိုက်ပဲလိမ်တော့လိမ်မာတယ်မတိတတ်ဘူးအတိညာမရှိတဲ့လူဟာလည်းပဲလူမိုက်ပဲဒါကြောင့်မို့ဘာလဆိုတာဟာဘယ်လိုပုဂ္ဂိုလ်မျိုးတော်လို့မေးလို့ရှင် လုံးဝအတိညာကင်းမဲ့တဲ့နှစ်လပိန်းတုံးတွေကိုလူမိုက်လို့ခေါ်တာပဲသူတို့ကထင်ရလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ဗောအကြောင်းအကျိုးအကောင်းဆုံးမသိဘူး မသိတဲ့အခါမှာသူတို့လုံးသမျှတွေဟာအများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ်။အဲ့ဒါမျိုးကိုဘာလလို့ခေါ်တာ။ဒါကြောင့်မို့လို့ဘာလအဓိပ္ပာယ်ပေးတဲ့အခါမှာဒီစကလုံးရဲ့အဓိပ္ပာယ်မြန်မာတွေကတော့လူမိုက်လို့ပဲပြန်ကြတယ်။အဲ့တော့လူမိုက်ဆိုလို့ရှိရင်လူတွေကတော့မိဘစကားနားမထောင်ရင် လူမိုက်ဆရာစကားနားမထောင်လူမိုက်ဆိုးဆိုးသွန်းနေရင်လူမိုက်လို့ဒီလိုသတ်မှတ်ကြတယ်။မဟုတ်ဘူးအဲ့ဒါတော့တင်မကဘူးလူမိုက်ဆိုတာ။ အဲ့ဒါကြောင့်မို့လူမရဲ့အတိတ်ပဲကိုဖော်တဲ့ခံမာတဲ့ဘယ်လိုအတိတ်ပဲတွေပေးတုံလို့ဆိုဘာလဆိုတဲ့စကလုံးမှာဘာဆိုတာနှစ်ကနန်းကိုပြောတာလာဆိုတာကဖြက်စီးတယ်အကျိုးနှမျိုးကို ဖြက်စီးတယ်ပစ္စုပန်ဘဝအကျိုးလည်းဖြက်စီးတယ်နောင်ဘဝအတွက်အကျိုးလည်းဖြက်စီးတယ်ဆိုလိုတာက ဒီဘဝကောင်းစားရေးကိုလည်းဖြည့်ဆည်းတယ်နောက်ဘဝကောင်းစားရေးကိုလည်းဖြည့်ဆည်းတယ်ပေါ့မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးကိုလည်းဖြည့်ဆည်းပြစ်သူနောက်ဘဝမှာရနိုင်တဲ့အကျိုးတရားကိုလည်းဖြည့်ဆည်းပြစ်သူအဲ့ဒီပုံကမျိုးကိုပါလာလို့ခေါ်တယ်ဒါက definition တစ်ခုဟောနောက်တစ်ခုကအကျိုးမဲ့နှစ်မျိုးကိုရယူထပ်တဲ့ပုဂ္ဂိုလ်တဲ့ပစ္စုပန်ဘဝမှာအကျိုးမဲ့ဖြစ်တာ နောင်တန်တရားမှာအကျိုးမဲ့ဖြစ်တဲ့ကိစ္စနှစ်ခုကိုရယူသိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဘာလာပဲတဲ့ဒါအဓိပ္ပာယ်တစ်ခု နောက်တစ်ခုကတော့ဘာလို့လဲဆိုရင်နှာခေါင်းကလေလေးထွက်လေဝင်လေလေးအသက်ရှူယုံရှူပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဒီမှန်တယ်များအသက်ပညာဘာမှမပါဘူးအသိပညာလုံးဝမရှိပဲနဲ့အသက်ရှူယုံများအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေကိုဘာလာလို့ခေါ်တယ် အဲ့ဒီပုံကောလည်းပဲသူကသူလုံးသမျှအများအတွက်ဒုက္ခတွေဖြစ်ဖြစ်တတ်တယ်ပေါ့ငါ50ဇတ်ထဲမှာရှိတယ်လေသားမီး၂ယောက်ဆံဖို့နေတယ်ဆံဖို့နေတဲ့အခါကျတော့အမေခေါင်းကိုမှက်ကဝင်ကြိုက်တယ်ကြိုက်တော့အမေလို့သူကငါသမီးငါငါနှစ်ဖူးမယ်နှစ်ဖူးမယ်မက်ကြီးတွေ့နေတယ်မောင်းစမ်းမှမောင်းစမ်းမှဆိုတော့ဘာလုပ်တော့ဆိုရင်ချက်ပွေးနဲ့ကောက်ပြီးနှစ်ဖူးထုတ် သူကတော့မှက်ကိုထုတာပဲဒါပဲသေတော့အမေသေးသွားတယ်မှက်ကတော့ပြန်သွားတာပေါ့သူ့ပဲအထုခံအဲ့ဒါလို့ဖြစ်မယ်ဆိုတာကိုမသိတာပြီးတော့မှငိုတဲ့သူ့အမေသေးသွားမှငိုပါအဲ့ဒါမျိုးကိုဘာလာလို့ခေါ်တာအဲ့ဒါလို့မသိမိုက်မဲတဲ့ပုဂ္ဂိုလ်ဟာတခုလုံးလိုက်လို့ရှင်ဒုက္ခရောက်ဖို့ကြီးပဲဖြစ်တာမျိုး မင်္ဂလာတုတ်ထဲမှာဟောထဲတဲ့အတိဝနာသဗ္ဗလနံဆိုရအဲ့ဒါမျိုးတွေကိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကလည်းဒီမှာဟောထားတယ်လောကမှာဘေးရန်အန္တရာယ်တွေကြုံသမျှလူမိုက်ကြောင့်ဖြစ်တာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကြောင့်ဖြစ်တာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဘာမှဒုက္ခမရောက်ဘူးတဲ့လောကဒုသာတွေပါဒါကြောင့်မို့နိတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင်နိတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင် လူမိုက်မိတ်ဆွေကိုမပေါင်းနဲ့လူမိုက်မိတ်ဆွေပညာရှိရန်သူကိုပေါင်းတာကောင်းသေးတယ်ပညာရှိတဲ့ရန်သူက လူမိုက်မိတ်ဆွေတွေပိုကောင်းတယ်ကောင်းကျိုးချမ်းသာဖြစ်စေနိုင်သေးတယ်လူမိုက်မိတ်ဆွေဟာမိတ်ဆွေတော့မိတ်ဆွေပဲဒါပေမဲ့လူမိုက်ဖြစ်နေသည့်အတွက်ကြောင့်ဘာမှမသိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူကအန္တရာယ်ပို့ပြီးတော့ပေးတယ်လို့ဒီလိုဆိုတာနိတိကျမ်းနေမှာ ဩမြတ်စွာဘုရားကလည်းဒီမှာဟောထားတာလောကမှာဖြစ်ပေါ်သမျှဘေးရန်တွေဟာဘာလားကြောင့်ဖြစ်တာအဲ့ပဏိတကြောင့်ဖြစ်တာမရှိဘူးတဲ့ဥပမာပေးတယ်မာရီပြောနေကြစကားတစ်ခုပေါ့အမိုက်ကစပြတ်တမီးလောင်ဆိုတာလောကမှာတံပိုးရှိတဲ့အရာတွေပျက်စီးကုန်တာဟာတံပိုးမရှိတဲ့အမိုက်ပုံကနေစတာ တံပိုးမြင့်ရှိတဲ့အမိုက်ပုံကစပြီးလောင်တဲ့မီးဟာတံပိုးရှိတဲ့တိုက်တဲ့အိမ်ကြီးကုန်ပါသွားတယ်တဲ့အဲ့ဒါမျိုးလိုပဲလူမိုက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အန္တရာယ်ဆိုးကြီးဟာတံပိုးရှိတဲ့လူတွေပါပါသွားနိုင်တယ်တလို့ဆိုလိုတယ်နော်အဲ့ဒါကြောင့်မို့လို့ဘေးကအန္တရာယ်ဆိုတာဟာတန်တရာထဲမှာရှိနေလို့ရှိရင်တော့ကျုံနိုင်တယ်ဘယ်သူကြောင့်ကျုံတာတုံးဆိုရင်မြတ်စွာဘုရားလူမိုက်ကြောင့်ကျုံတာ မတိမတိမလိမ္မာတဲ့ပုံကိုယ်တွေကြောင့်အနည်းရဆိုတာဒီလိုပဲကျုံတတ်တယ်နောက်တစ်ခါလောကကြီးတစ်ခုဒီယောဂတွေများပြီးတော့ဘဝမှာအဆင်မပြေဖြစ်တာတွေ ਨੇ ပတ်သက်ပြီးတော့လူသားတွေ ਨੇ တဘာဝပတ်ဝန်းကျင်ဆက်ဆက်မှုရှိပုံကိုမြတ်စွာဘုရားကအတ္တမိကတုံးမှာဟောထားတာရှိသေးတယ်အမှန်တမ်းမှတ်သားစရာကောင်းတယ် မြန်မာစကားမှာလည်းရှိတယ်လေဒါတွေကဒီလောကကြီးတစ်ခုလုံးဟာကြီးပွားတိုးတက်ဖို့ကြီးပွားတိုးတက်မှုမှလည်းပဲကောင်းဆောင်အရေးကြီးတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရမြတ်ကြည့်ဘုရားကုံတော်ကိုပါတဲ့မှာတတ္ထာဓေဝမနုဿာဏံဆိုတာရှိတယ်နတ်လူတို့ရဲ့ဆရာလို့ ပတ္ထာဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်ရောလို့ဆိုတာကိုအထက်ကတည်းကကျမ်းတွေကဘယ်လိုဖွင့်နေလို့ဆိုဆရာဆိုတာတပည့်တွေရဲ့လက်ရှိဘဝအကျိုးရရှိအောင်ဆောင်ရွက်ပေးနိုင်တယ်တမလွန်ဘဝအကျိုးရရှိအောင်လည်းဆောင်ရွက်ပေးနိုင်တယ်နောက်ဆုံးမှာနိဗ္ဗာန်ဆိုတဲ့အလုံးမမြတ်တဲ့အကျိုးတရားကိုလည်းရအောင်ဆောင်ရွက်ပေးနိုင်တယ်ဒီအကျိုးစီးပွားတွေကိုရရှိလာအောင် အခြေအနေကောင်းတွေကိုဖန်တီးပြီးတော့ဆုံးမတုံတင်ပေးတယ်မှာတကယ်ဆရာတာတတိအနုတတတိတိတတ္ထာဆိုရဒီအိဗယ်နဲ့ဖွင့်တယ်နော်ဆုံးမတယ်ဆိုတာဘယ်လိုဟာတော့ဆိုရင်ဒီဘဝမှာရရှိနိုင်တဲ့အကျိုးတရားတွေရရှိစေနိုင်တဲ့အခြေအနေကောင်းတွေကိုလမ်းဖွင့်ပေးတယ်။နောင်ဘဝမှာရရှိနိုင်တဲ့အခြေအနေကောင်းတွေကိုလမ်းဖွင့်ပေးတယ်။အဲ့ဒါဘာလဲလို့ဆိုရင်ကြည့်လေမြတ်စွာဘုရားက သဗ္ဗပပတအကရဏအကုသိုလ်တွေကိုရှောင်ကြမလုပ်ကြနဲ့ကုသလတုပတမရာကုသိုလ်စိတ်တွေကိုကုသိုလ်တရားတွေမိမိတို့တဏ္ဍမှာပြည့်စုံအောင် လုပ်ကြသစိတ်တပရိယောတပဏံကိုယ်စိတ်တွေကို ဖြူစင်အောင်ထားကြလို့ဆိုတာဒါအခြေအနေကောင်းနေအောင်ဖန်နေပေးတာလောကမှာမရယ်ကတင်နေဆိုတာစကားသာရှိတာတကယ်မတာမရှိဘူးမတာရှိမရှိဆိုတာကိုယ့်ကိုစဉ်းစားကြည့် ကိုသားသမီးကိုကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်လားစဉ်းစားကြည့်ပေါ့မိဘကသားသမီးကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်တာဘယ်အတိုင်းတာတုံးလို့မေးမယ်ဆိုရင်ပတ်စံအကုန်ခံပြီးတော့နိုင်ငံခြားပို့ရင်ပို့မယ်เจ้าก้องก้องท้าไปနိုင်တယ်ဆရာကောင်းကောင်းအပ်ပေးနိုင်တယ်ဒါပဲလုပ်နိုင်တာဒီတဲ့မိဘကเจ้าကကိုသားသမီးကိုပညာတတ်အောင်လုပ်မပေးတာ ဘာလုပ်ပေးတာတော့ဆိုတော့အချင်းနေကောင်းတစ်ခုကိုဖန်တီးပေးတာပဲလေဖြစ်နိုင်တာဒါပဲအဲ့ဒီမှာကိုကကြောင်းကောင်းကောင်းထားပေးတယ်ဟိုဆရာကောင်းကိုအပ်ပေးတယ်သို့သောသူကမကြိုးစားဘူးဆိုပြညာတာဖြစ်ဘူးတချို့မိပါတယ်ဆိုနိုင်ငံညာလွှတ်လိုက်တယ်ပြညာတာဖြစ်မလာပဲနဲ့ပြည့်စိတ်လာတာတွေလည်းရှိတယ်အဲ့တော့ဆိုလိုတာက မိဘကသားသမီးကိုပညာတတ်စေချင်တာကိုမလို့မရဘူးလို့အချိန်နေကောင်းပဲဖန်တီးပေးနိုင်တယ်ဆိုတာဒါထင်ရှားတယ်။အဲ့ဒါလိုပဲမြတ်စွာဘုရားကတတ္တဝါတွေကိုကဲတင်ညင်တယ်ဆိုတာအချိန်နေကောင်းပဲဖန်တီးပေးလို့ရတယ်။အချိန်နေကောင်းပဲဖန်တီးပေးလို့ကိုယ့်အကူလုံးကြ။ဒါမှမဟုတ်မြတ်စွာဘုရားအတ္တဟိအတ္တနောနာထောလို့ခေါ်တာဟာ။ကိုယ်တိုင်မလုံးလို့ပါမရဘူး။မြတ်စွာဘုရားကဘလို့အချိန်နေကောင်းနေဖန်တီးပေးတော့ဆိုရင် ကြည့်ဖះကိုကိုးွယ်တယ်လို့ဆိုတဲ့နေရာမှာဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိတိဘုတော်မြတ်စွာဘုရားဟာတတ္တဝါတွေတဏ္ဏမှာအကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်တဲ့အကြောင်းတရားတွေကိုဖြစ်ပေါ်စေပြီးတော့အကျိုးမဲ့ဖြစ်စေနိုင်တဲ့အကြောင်းတရားတွေကိုမဖြစ်အောင်နိလန်ဖော်ပြပေးပြီးတော့တတ္တဝါတွေကိုဒုက္ခမရောက်အောင်တားတယ်ဆိုလိုတာက ဒါလုံးသင့်တယ်ဒါမလုံးသင့်ဘူးဒါလုံးရမယ်ဒါမလုံးရလုံးသင့်တာနဲ့မလုံးသင့်တာခွဲခြားပြီးတော့မြတ်စွာဘုရားဒါကိုတော့ရှောင်ညဒါကိုတော့လုံးချလို့ဆိုအချိန်နေကောင်းတစ်ခုဖန်ပြီးလမ်းညွန်ပေးတာပဲရှိတယ်ဘုရားလမ်းညွန်ပေးတာအဲ့တော့ကိုကိုယ်တိုင်လိုက်နာကျင့်သုံးမှုမပြုတဲ့ပုဂ္ဂိုလ်ဟာဒီအကျိုးကျေးဇူးတွေမရနိုင်ဘူးဒီလိုဆိုလိုတာပေါ့နော်အေးဒါကြောင့်မို့လို့ ဒီအခြေအနေကောင်းတစ်ခုဖန်တီးပေးနိုင်တဲ့အနေအထားတစ်ခုပဲရှိတယ်။ညဆော့ဗျာကဒါအဲတချို့ကကဲတင်နေဆိုပြီးတော့ကဲတင်တဲ့ဖျားကိုကိုးခွေခြင်းတယ်။တကယ်ကယ်လို့ရလားကယ်လို့မရတို့ရင်အာကိုရမှားတော့မှာပဲရှိတယ်။ဟော။အေးဒါကြောင့်မို့လို့အခုဒီမှာညဆော့ဗျာသခင်ကိုရမြတ်ဟောထားတဲ့တရားတွေကိုဘုန်းကြီးတို့တွေ့ရဒီ လူလောကနဲ့တဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆံမှုရှိကုန်လေးကိုတုတ်တန်တစ်ခုမှဘလို့ဟောထားတော့လို့ဆိုတာဒါလည်းအမတမတတိထားစရာကောင်းတယ်ပေါ့အမတမတတိထားစရာကောင်းတယ်အထမိကတုတ်တယ်ရှင်းအထမိကတုတ်မှာမြတ်စွာဘုရားကဘလို့ဟောထားတော့ဆိုတာအခြေအနေတစ်ခုတစ်ခုနဲ့တစ်ခုဆက်သွဲပြီးတော့လာတယ်ဆိုတာကိုရှင်းပြတယ် ဒါဟုတ်မဟုတ်ကိုယ့်ဘာကိုစဉ်းစားကြည့်ပေါ့အခြေအနေတစ်ခုကဆက်သွယ်လာတိုင်းပြည်တပြည်မှာတိုင်းပြည်ကိုအုပ်စိုးတဲ့မင်းဟာအဓိကကြားအဲ့ဒီအုပ်စိုးတဲ့မင်းကတကယ်ကိုတရားဥပဒေအတိုင်းတရားနှီးလန်းကြကြကိုချင်းတရားမဖောက်ဖျက်ဖယ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်အဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုချင်းတရား ပြက်ပြားပြီးတော့ဒီတရားနိလမ်းမကြတော့ဘူးဖောက်ဖြက်ပြီးတော့နေတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြက်ပြားလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းနေကိုချင်းတရားပြက်ပါလားဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြက်ပြားရင် ်မင်းမူရန်ကိုချင်းတရားပြက်ပြားတယ်။မင်းမူရန်ကိုချင်းတရားပြက်ပြားရင်ဘသူတွေကိုချင်းတရားပြက်ပြားတော့ဆိုဒီအနိကဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားလာအဲ့ဒီပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားပြီဆိုရင်တနိုင်ငံလုံးကိုချင်းတရားပြက်ပြားတယ်ခွင်းဆက်ပဲတာရှောင်ရှားလို့မရဘူး အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥပမာပေးထားတော့ဆိုလို့ရှိရင်နွားအုပ်ကြီးတုပ်သွားတဲ့ခံပါတဲ့ရှေ့ဆောင်နွားလာကဖြောင်းဖြောင်းသွားလို့ရှိရင် နောက်နွားတွေလည်းဖြောင်းဖြောင်းလိုက်တယ်ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာဖြောင်းဖြောင်းမသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားဒီလိုဟောထားတာเนาะအဲ့ဒီမှာတပ်ပံရထံဒုက္ခံသေတိရာဇာစီဟောတိအဋ္ဌမိကောတဲ့ တမ်းကြီးအုပ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာရလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုခေါ်တာဒါမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအတ္တမိကတုကဲကောင်းပြီကိုချင်းတရားပြပြတာနဲ့ဘယ်လိုဒုက္ခတွေရောက်တယ်လဲစဉ်းစားဘယ်လိုဒုက္ခလဲလူနဲ့သဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်နေတယ်ဆိုတော့ပြောလူနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက် အခုလိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းကတရားမဲ့ဒီဖြစ်နေရယ်မတရားအုပ်ဆိုးတယ်ဆိုရင်မင်းမူရန်တွေကမတရားအုပ်ဆိုးတယ်သူတို့နဲ့နှိစက်တဲ့ပုဂ္ဂိုလ်တွေကကိုကျင်တရားပြက်ပြားလာတယ်နောက်ဆုံးတိုင်းသူပြည်သားအလုံးကိုကျင်တရားပြက်ပြားလာတယ်တဲ့အဲ့ဒီလိုပြက်ပြားလာလို့ရှိရင်ဒီရင်ရက်သလားဆိုမရက်ဘူးဒါကလူတွေဒီလိုဖြစ်တဲ့အချိန်မှာ ဘာတွေကဆက်နွယ်ပြီးတော့လာတော့ဆိုမြတ်စွာဘုရားကဝိတမံစန္ဒိမသူရိယပြိဝတံတိအဲဒါအသိပ္ပံဆရာတွေတွေ့ချင်မှတွေ့မှာမြတ်စွာဘုရားဟောထားတာဒီတိုင်းပဲเนาะလူချင်းကိုချင်းတရားပြက်ပြားပြီဆိုလို့ရှိရင်တဲ့ဝိတမံစန္ဒိမသူရိယပြိဝတံတိလာရီနေရီ ဒီစัจ java လာတစ်ခုမှာလက်ပတ် ပြီးတော့နေတဲ့အနေအထားတွေဟာပြောင်းလဲလာတယ်လမ်းကြောင်းတွေလွဲလာတယ်လို့ဆိုခုလေးပြောကြတာပဲလေဂျိုကြီးကဘယ်ဘယ်ရောက်သွားတယ်ဒီရောက်တယ်ဆိုတာဒါလည်းဖြစ်နိုင်တယ်เนาะလမ်းကြောင်းတွေလွဲလာတယ်ဆိုတာလူတွေကိုချင်းတရားပြက်ပြားလာလို့ရှိရင်လရနေတွေဟာတောင်းနေကြလမ်းကြောင်းမဟုတ်ပဲねလမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လရနေတွေလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင် နက်ခတ်တီတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်နေတဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြပြမှုကနေပြီးတော့ဆက်နွယ်လာတာအော်လရိနေတွေလမ်းကြောင်းလွဲသွားတဲ့အခါမှာနက်ခတ်တာယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်နက်ခတ်တာယာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုနေ့တွေညတွေဟာပုံမှန်မဟုတ်တော့ဘူးတဲ့ဒါဖြင့်နေ့တွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင် လအရေအတွက်တွေကလည်းလွဲကုန်တယ်နော်မိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွတ်လွတ်ချော်ချော်တွေအကုန်ဖြစ်ကုန်တယ်တဘာဝကြီးဟာလွဲချော်ကုန်အခုခေတ်မှာတော့ပူဆုံးလွာပါလို့ဘာဖြစ်လို့တို့ဒီပြင်ကြောင်းနေတာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြတယ်နော်လူတွေဖြည့်ဆည်းလို့တဘာဝပတ်ဝန်းကျင်ဖြည့်ဆည်းလာဖြည့်ဆည်းတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာ ဒီပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမတမတ်ထင်ရှားတာပေါ့နော်အဲ့တော့လတွေဒီရက်လတွေအချိန်နေပြောင်းသွားတယ်ပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုရာသီဥတုတို့နှစ်တို့ဆိုတဲ့အနေထားတွေလည်းပြောင်းလဲကုန်တယ်တဲ့အဲ့ဒါလို့ပြောင်းလဲတော့ဘာဖြစ်လာတော့ဆိုလေတိုက်တာတွေကလည်းမမှန်တော့ဘူးလေလမ်းကြောင်းတွေကမမှန်တော့ဟုတ်တယ်ဘုန်းကြီးတို့သတိထားကြည့်မိတယ်ငယ်ငယ်တုန်းကအနေထားနဲ့တော်တော်ကွဲလွဲသွားပြီ အခုလေတိုက်ပုံတွေကတော်တော်ကို꽌လွဲသွားတယ်နော်တော်တော်꽌လွဲသွားပြီအဲ့ဒါလို့လေတိုက်တာတွေကလမ်းကြောင်းမမှန်တော့ဘာဖြစ်လဲဆိုတော့ကောင်းငင်မှာနေကြတဲ့နတ်တွေကလည်းပဲသူတို့ကောင်းငင်မှာသူတို့ဗိမာန်တွေရှိတယ်အဲ့ဒါလေလန်းတွေကမမှန်တဲ့အခါကျတော့လေတွေကတိုက်ချင်ရတိုက်တဲ့အခါကျတော့နတ်ရဲ့ဗိမာန်တွေကိုလေတွေကဝင်တိုးတဲ့အခါမှာဗိမာန်တွေလှုပ်လာ လှုပ်တဲ့အခါကျတော့နတ်တွေကစိတ်ဆိုးလာစိတ်ဆိုးလာတယ်တဲ့ဒါတမန်ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးတော့ဒါမြတ်စွာဘုရားဟောတာပဲအဲ့ဒါလို့နတ်တွေကစိတ်ဆိုးလာတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုတော့မိုးမမှန်တော့ဘူးတဲ့မိုးလေဝသမမှန်တော့ဘူးကောင်းကောင်းမွန်ရွာသိတဲ့အချိန်ကိုမရွာဘူးမရွာသိတဲ့အချိန်တွေကိုရွာလာတယ်တဲ့အဲ့ဒါဟာတဘာဝပတ်ဝန်းကျင်ကြီးကို လူတွေကဖျက်ဆီးလိုက်လို့ပျက်စီးသွားတဲ့အနေအထားတစ်ခုပဲဒီလိုပျက်စီးတယ်ဆိုတာကိုတာမန်သိပ်ပန်ဆရာတွေမသိနိုင်သူတို့သိနိုင်တာဘာလို့ဆိုတော့တောတွေတောင်တွေခုတ်လို့ဘာလုံးလို့ညာလုံးလို့ဒီလောက်ပဲသူတို့ပြောလို့ရမယ်မျက်စီကမြင်တာနော်မြတ်စွာဘုရားကတာမန်လူတွေမျက်စီနဲ့မမြင်ရတဲ့အကြောင်းအရာတွေကိုခုကထောက်ပြတာတာမန်ပုဂ္ဂိုလ်တွေမမြင်ရအဲ့တော့လူတွေကိုချင်းတရားပြက်လာလို့ရှင်ဒီလိုအခြေအနေတွေကိုဆိုက်လာတယ်တဲ့ အဲ့တော့မိုးလေဝသမမှန်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်မိုးလေဝသမမှန်တဲ့အခါကျတော့တဲ့စိုက်ပျိုးတဲ့စားစရာသီးနှံလူတွေကဒီသီးနှံကိုစားကြအသက်ရှင်နေဆိုတာဒါတွေစားပြီးအသက်ရှင်ရမှာကိုကောက်ပဲသီးနှံလူတွေစားတဲ့ကောက်ပဲသီးနှံတွေကမမှန်မကန်တော့ဘူးတဲ့အဲ့ဒီမမှန်မကန်အစီဩဇာတွေ ရုပ်လျော့သွားတဲ့တိဏ္ဏတွေကိုစားတဲ့ပုံကိုယ်တွေကဘာဖြစ်လာတော့ဆိုအသက်တိုးလာတယ်ခန္ဓာကိုယ်အသားအရည်တွေရုပ်လျော့လာတယ်ယောဂါတွေထူပြောလာတယ်အာလုံမြတ်စွာဘုရားကဒီလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေကိုချင်းတရားပြက်ပြားတဲ့အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်10မျိုးထီအောင်အခုလို့ တခုနဲ့တခုခွင်းဆက်ပဋိစ္စသဘောပတ်လို့ပဲဒါဖြစ်လို့ဒါဖြစ်တယ်ဆိုတာတွေကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဟောတာဒါအလွန်တရာမှမှန်ကန်တယ်ဒီကနေ့စားနေတဲ့အစာအာဟာရတွေကိုကြည့်အဗ္ဗဓမ္မအာဏီရများတဲ့အစာအာဟာရတွေဖြစ်လာငပြောသည့်တောင်ဆေးတုပ်ပြီးတော့မှဲ့တာတို့တရသည့်လည်းဆေးတုပ်ပြီးတော့မှဲ့တာတို့နော်ဖယဲသည့်ဆိုတာတောင်မှပဲဆေးတုပ်လိုက်ရဲသွားတဲ့ဖယဲသည့် အကောင်လုံးဟာဆေးနဲ့လွတ်တာအမတန်မှရှာတချို့ကလည်းမသိကြတကယ်တော့အဲ့ဒီအတိုင်းဖြစ်နေတယ်ဆိုတာသိကြတယ်ဒီဟင်းညုံမုံလေးပါလေးစားတာကဒါအဲ့ဒီတက်ကိုကြီးမားသွားပြီအခုဟာဟင်းညုံမုံကဒါရီနဲ့စာရင်နည်းနည်းတော်မလို့ပြောတယ်အခုဟာပိုဆိုးသွားတယ်နော်ပိုဆိုးသွားတယ်တီးနံတွေကိုဆေးဖြန့်လိုက်တယ်ဝင်းဝါပြီးတော့မဲ့သွားတယ်ဒီဆေးတွေကအစိတ်တွေပဲလေ ဲ့တော့အခုဆိုကြားရတယ်ဗာကြားတော့ဆိုလူတွေကကျမကြီးကောင်းတယ်လို့တဆင့်ပြောရင်လူဆိုတာကကျမကျင်ကြတာဒါသဘာဝပဲပေါ့ငကမောက်သီးစားရင်ကျမတယ်ကျမကြီးအတွက်ကောင်းတယ်လို့ကိုလူကပြောဒီလူကပြောအဲ့ဒီငကမောက်သီးကအဖြူနဲ့အနီနှစ်ခုရှိတယ်အနီဆိုလို့ရှိရင်ဈေးပူပေးရတယ်ပူသူကပူကျမကြီးကောင်းတယ်လို့ပြောတော့ဘာလို့လဲငကမောက်သီးအနီတွေကဆေးဆိုးတာဖြစ်လာ ဒါတကယ်တကယ်ကိုပြောတာနော်တကယ်အဲ့ဒါလို့ဖြစ်လာစားစရာကို လောကကြီးမှာ မရှိတော့အောင်ဖြစ်လာခုဟာဆေးမဆိုးတဲ့အစားအစာဆိုတာတော်တော်ရှားသွားပဇွန်ကြောင့်လည်းဆေးဆိုးတာပဲပဲလည်းဆေးဆိုးတာပဲအကုန်လုံးဟာဒီဆေးနဲ့လွတ်ကင်းတာအမတမရှားတယ်အားလုံးသိကြတယ်လက်ဖက်ဆိုလည်းပဲအယောင်လေးလှအောင်ဆေးဆိုးတာပဲအကုန်လုံး ဒီဆေးဆိုးထားတဲ့ဆေးတွေဆိုတာဟာလူရဲ့ခန္ဓာကိုယ်နဲ့တင့်တော်တဲ့အစားလို့ရတဲ့ဆေးမှမဟုတ်မှာမဟုတ်တာပဲ။ဟောအဲ့ဒါလို့လူလောကကြီးဟာလွန်လွန်ကြွညွန်ဖြစ်တဲ့လောဘတွေလူတွေမှာကိန်းလာတဲ့အခါကျတော့စားเสียရအစားအစာတွေဟာအန္တရာယ်ဖြစ်စေတဲ့အရာတွေဖြစ်လာတော့ဒီကနေ့ခေတ်ဒီအစားအစာတွေခန္ဓာကိုယ်ထဲရောက်သွားလို့ရှိရင် ဘယ်ကိုဒုက္ခပေးတုံဆိုရင်အသေးနဲ့ကြောက်ကပ်ကိုသွားဒုက္ခပေးတာပဲ။ဘာဖြစ်လို့တုံဆိုအစားအစာမှန်သမျှအသေးနဲ့ကြောက်ကပ်ကိုသွားတာဟုတ်သူက။ကြောက်ကပ်ကအသေးကတန့်စင်ပေးရတယ်။ဟောကြောက်ကပ်ကတန့်စင်ပေးရတယ်။ဟောဒီတကူကဒီသူတို့နဲ့မတည့်တဲ့ဓာတ်တွေကြတော့အလုံးမလုံးနိုင်ကြတော့အလုံးမလုံးနိုင်တော့အသေးရောဂါဖြစ်တယ်ကြောက်ကပ်ရောဂါဖြစ်တယ်။ဒီကနေ့ခင်မှာအဲ့ဒါတွေပိုများလာ ပိုများလာတော့လောကကြီးဟာဒါပျက်စီးဖို့ရာအကြောင်းတရားတွေပဲလို့ဒီလိုပြောရမှာပဲပျက်စီးဖို့အကြောင်းရာအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအတ္တမိကတုတ်ကိုခေါ်လိုက်တာဒါတနိုင်ငံနိုင်ဖြစ်တာမဟုတ်ဘူးနိုင်ငံတကာမှာဖြစ်နေတဲ့ကိစ္စတွေကိုပြောပြတာနော်လောကမှာအတုလုံးထာတွေကလည်းအမြဲတမ်းများတယ်အစားအစာတွေအတုလုံးဟိုအမေရိကန်နိုင်ငံတို့တောင်မှပဲကြည့် ဖာတလိုက်ဇာ free ဆိုတဲ့ဆိုင်ကတသက်ရှိဈေးကြီးပေးဝယ်စားကျန်တဲ့ကဖာတလိုက်ဇာတွေနဲ့လောက်ထားတာဓာတ်မြေဩဇာတွေထည့်ပြီးတော့ဒီကြည့်လိုက်လို့ရှင်အလုံးကြီးတွေချောအောင်နှောက်အောင်လောက်ထားတယ်။ဘာကအဆုံးဖြတ်ပေးသွားတာတုံးဆိုရာသီဥတုနဲ့အာရအဆုံးဖြတ်ပေးတာ။အဲ့တော့ရာသီဥတုကညံ့လာပြီဆိုလို့ရှင်ညံ့တဲ့ရာသီဥတုပေါ်မှာမိပြီးတော့ဆက်ရတဲ့တိဏ္ဏတွေက လူရဲ့ခန္ဓာကိုယ်ကို ထိမ့်နိုင်စွမ်းနေလဲလားအခုထိမ့်နိုင်စွမ်းနေတဲ့အစာအာဟာရတွေပေါ်မှာထပ်ဆင်ပြီးတော့အစိတ်တွေတင့်နေဆိုပိုဆိုးလာတာပေါ့ဒီလိုဆိုလို့တာเนาะအစိတ်တွေကထပ်ပြီးတော့ပိုးလာငကောမှာယာတိဥရုမမှန်လို့အစာအစာတွေကဒုက္ခရောက်ရတဲ့အထက်မဲ့ဟိုအစာအစာတွေရဲ့ဒီစွမ်းဆောင်မှုကအပြော့သွားတဲ့အထက်မဲ့တခါကယ်မီကယ်ဆိုရဒီအစိတ်ဓာတ်တွေနဲ့ ပြန်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့လူတွေကဒုက္ခရောက်ပေါ့အသက်ကပိုးတိုဖို့ဖြစ်လာတယ်ပေါ့အဲ့တော့ဒီအန္တရာယ်တွေအားလုံးဟာဘု து ကြောင့်ဖြစ်တာတော့ဆိုတော့မြတ်စွာဘုရားဟောရင်လူမိုက်တွေကြောင့်ဖြစ်တာတဲ့လူမိုက်တွေကြောင့်ဖြစ်တာအဲ့တော့အလွန်ကြောက်ဆဲကောင်းတယ်ဒီအန္တရာယ်တွေကလွတ်မြောက်ဖို့အတွက်ဘုန်းကြီးတို့တွေဘာလုပ်ရမလဲဆိုတော့မြတ်စွာဘုရားနိလန်းပေးထားတာပေါ့နောက်ရကြမှာဆက်ပြီးတော့ရှင်းပြမယ်နော်အန္တရာယ်ဆိုတာဒါကြောင့်မို့လို့အခု ကကြီးသုံးပါကြော်လွှားရေးဆိုဒီလူတွေဟာလူဘဝရထားရင်တော့တစ်ချိန်မဟုတ်တစ်ချိန်ဒီကတ်ဆိုတာလည်းဖြစ်ပေါ်လာနိုင်တယ်အန္တရာယ်ဇိုးကြီးတွေလည်းဖြစ်ပေါ်လာနိုင်တယ်အဲ့လိုဖြစ်ပေါ်လာတဲ့အခါမှာလူတိုင်းလူတိုင်းဟာဒီအန္တရာယ်တွေကိုကြောက်တာရှိပဲအဲ့တော့ကြောက်လို့ရှိရင်ဒီအန္တရာယ်တွေကလွတ်မြောက်တဲ့နိလန်ရှိသလားလို့ဆိုတာမြတ်စွာဘုရားကဟောထားတာရှိတယ်ပေါ့နော်အဲ့ဒီလွတ်မြောက်စေတတ်တဲ့နိလန်အတိုင်း လိုက်နာကျင့်သုံးမှနောက်ဆုံးကြတော့ဘုန်းကြီးတို့တွေတန်မြာဟုတ်ကလွတ်ပြီးတော့နိဗ္ဗာန်ရမှသာလင်ဘေးဆိုးရန်ဆိုးအန္တရာယ်ကဆိုးကြီးတွေက လုံးဝလွတ်မှာလို့ဒီလိုကိုစီကိုစီသဘောချပြီးတော့သူအဆိုးတွေထဲမှာမိမိကိုယ်တိုင်မပါရအောင်ဓိတဲ့ဆိုးတဲ့အဆိုးကပါလဲလို့ဆိုရင်ကိုယ်တဏ္ဍာမှာအကုသိုလ်တွေလွှမ်းမိုးခြင်းကဓိတဲ့ဆိုးတယ်လို့